ကဲလိန်နီးအစ်စ်လိန်နီးအစ်စ်ပြာနော်ကန်ကြီးကိုမောင်နှမတွေညာကကျွန်တော်တို့လင်မယားကိုလာလိန်တဲ့လိန်နီးအစ်စ်လေးကိုဒါကျွန်တော်ပြောပြပြီးမှဖြစ်ပါတယ်နော်ဒီဗီဒီယိုဖိုင်လေးကိုစောင့်အောင်ကြည့်သွားကိုကြီးကိုမောင်နှမတွေလည်းမခံရအောင်ပြာနော်အဲဘလို့လာလိန်လဲဆိုတော့ညတော့ကျွန်တော်တို့လင်မယားစီကိုပတ်စံတထောင်းလွဲရဲဆိုပြီးတော့အခုလိုဆက်လက်နဲ့လာပို့တယ်။နော်ဒီဆက်လက်ကတော့နည်းနည်းရုပ်တိမရှိဘူးဗျ။နော်ဆက်လက်နဲ့လာပို့တော့ပတ်စံကကျတော့မမူကသူ့ဘန်နဲ့ပတ်စံသူတိတယ်။ပတ်စံမတိုးလာအောင်မတိုးလာတော့ယောက်ျားစစ်ကြည့်လိုက်ဆိုတော့ကျွန်တော်ဒီမှာစစ်ကြည့်လိုက်တာ အဲ့ဒီမှာကျွန်တော်စကန်ဖတ်တာတော့ကျွန်တော်နံပါတ်ပဲဒါပေမဲ့လွှဲရတာ30တဲ့အဲ့ဒါကို3ရ3ရပြောမှဆိုလို့ရှိရင်၅လုံးဖြစ်အောင်လှုပ်ပြီးတော့အနောက်က1နေရာမှာအဲ1နေရာမှာ3ရလည်းထည့်ပြီးတော့အထိတ်မှာ1ထည့်ပြီးတော့1000ဖြစ်အောင်လှုပ်ပြီးလာလိမ့်တာအဲ့ဒါမျိုးတစ်ခါပါအဲ့ဒါမျိုးလိမ့်ကြီးကကျွန်တော်ပထမတစ်ခေါက်ထိသွားပြီးပါရင်လွန်ပြီးခဲ့တဲ့နှစ်တုန်းကမတ်မို့ဆိုငိုရောင်ငိုရဲအဲ့ဒီဗီဒီယိုဖိုင်လေးမှတ်မိမလားမသိကျွန်တော်တို့အဲ့လိုပဲဆက်လက်နဲ့ ဈေးဝယ်တာတထောင်လွှဲတာတထောင်မှားလွှဲမိသွားတယ်ဆိုပြီးတော့လာပြောတာကျွန်တော်ကလည်းတမျိုးရှိတယ်။ तू ကမပေးချင်ဘူး။ तू ပတ်စံမတိုးလာဘူးတဲ့။ယောက်ျားကငါပတ်စံနဲ့9000ရှိတာတဲ့။စောနာကမနဲ့လည်း9000အခုလည်း9000ပဲတဲ့။တထောင်မဝင်လာဘူးတဲ့။ကျွန်တော်မရ။ဟဲ့နေ तू များပတ်စံအထက်ပေးလို့ဆိုနေပေးလိုက်။ကျွန်တော်အမှစစ်ကြည့်လိုက်တဲ့ခါကျတော့ပြောမယ်ဆိုလို့ရှိလို့ရှင်ကျွန်တော်ရဲ့ဒီဟိုပါဘောဒီပတ်စံဝင်တဲ့နေရာမှာ ဟိုလာစတာဆိုပြီးတတောင်းအောင်ဝင်နေတယ်ဗျဒါမဲ့ပတ်စံထဲမှာတတောင်းအောင်မဝင်လာဘူးဟိုပြောမလို့အဝင်အဲ့ဒီမှာအတားမဲ့ပြောတာဗျပတ်စံမတိုးလာအောင်မတိုးလာပဲနဲ့ကျွန်တော်ကစက္ကန့်အမှသူကကျူအာကုတ်ရှိတယ်စက္ကန့်လိုက်တဲ့အချိန်မှာပတ်စံတတောင်းအောင်မှန်နေတယ်ဒါပေမဲ့ကျွန်တော်မကြည့်လိုက်တာကအဲ့ဒီရှမ်းနံမဲနဲ့ဗျသူ့ပံနဲ့သူ့ပံကိုလွှဲလာတာ နော်အပြောမှဆိုလို့ရှိလို့ရှင်ဒီကာစီကွန်ပန်ကိုနောက်ပြီးတော့ဒီထိုင်းဟိုပါဘောခွန်တိုင်းပန်ကနေပြီးတော့ခွန်တိုင်းပန်ကနေပြီးတော့လွှဲထားတာသူ့ပန်နဲ့သူ့ပန်နဲ့ဘန်းနှစ်ခုရှိတယ်ဗျအဲ့နံမဲနဲ့အဲ့နံမဲနဲ့ကိုလွှဲထားတာကျွန်တော်နံမဲပေါ်တော့မကြည့်လိုက်မိဘူးအဲ့ဒါမှကျွန်တော်ပေးလိုက်ပြီးတော့မှဘန်ယုံနေပါတယ်သွားတော့ပတ်စံကရှုံသွားမရတော့မမိုးဆိုငိုလိုက်တာမပြောနဲ့အခုလည်းညတော့အဲ့လိုလာလိမ့်နေအဲ့ဒါကိုကြီးကိုမောင်တို့မတွေသတိထားရအောင်ကျွန်တော်တင်ပေးတာဗျနော်လာလိမ့်နေဆိုတော့သူတို့ကဘယ်လိုလဲဆိုတော့ဆလစ်အတုတွေလောက်တယ် နော်တခါကျအခုနောက်ပိုင်းတော့ဒီ line ပေါ်မှာလိန်လေးကတော့အများကြီးအဲ့ဒီစလစ်အတူလောက်တဲ့ခါကျပတ်စံကများပြီဆိုလို့ရှိရင်ကို့ပန်လေးကိုဝင်းဝင်းတေချာဆက်ကို့ငွေမဟုတ်ကို့တေချာလေးမှတ်ထားကြပါလို့နော်ပြီးခဲ့တဲ့လကကျွန်တော်6000လိန်ခန့်ထိသွားတယ်ကျွန်တော်တို့မှဈေးဝယ်တယ်တထောင်ဘူးတထောင်ဘူးဝယ်တယ်ဆိုပြီးတော့ကျွန်တော်ကတထောင်နဲ့တထောင်နဲ့မှားလွှဲမိသွားလို့ကျွန်တော်6000ပြန်လွှဲပေးလို့ရမလားဆိုတော့ကျွန်တော်လည်းကြည့်လိုက်တော့ကျွန်တော်ဘန်ထဲမှာအဲ့လိုတထောင်ကြီးပြနေတယ်ဆိုတော့ပတ်စံတော့မတူလားမတ်မူကတိတယ် မနော်မင်းမဟုတ်ဘူးနော်ငါ့ထဲမှာပတ်စပ်မဝင်လားကျွန်တော်ကဟောက်လိုက်တာဟာနေသူများပတ်စပ်လွှဲပေးလိုက်ပါညာဆိုတော့ तू ကလည်းကိုသူ့ယောက်ျားပြောနေတယ်ဆိုတော့လွှဲပေးလိုက်တာအဲ့မှာပါသွားတာဗျာပတ်စပ်900နော်ကျွန်တော်တို့လိုမျိုးကိုကြီးကိုမောင်နှမတွေလည်းထိမှဆိုလို့လာပြီးတော့ပြောပြပေးတာပါဒီဗီဒီယိုဖိုင်လေးကို share သွားပေးနော်လူတိုင်းလည်းသိအောင်အခုနောက်ပိုင်းဒီပညာတွေတိုးတက်လာတဲ့နဲ့အမြကြားဖြတ်နေလိမ့်တဲ့လူတွေအများပြားရှိတယ်ဆလေအတုတွေလောက်မဲ့ပုံစံအတုတွေလောက်ပြီးတော့အမျိုးမျိုးလိမ့်မယ်เนาะ အဲ့ဒါလေးကိုကိုကြီးကိုမောင်နှမကြီးတတိထားကြပါလို့ကျွန်တော်ကလာပြောချင်တာပါကိုကိုပဆန့်လွဲပြီးဆိုရင်တေးတေးချာချာကြီးအဲ့ဒီပုံစံနဲ့တော်တော်များများလိန်တာနော်ဆလဲတုတွေနဲ့လိန်တယ်နောက်ပြီးတော့အကောက်တုတွေနဲ့လိန်တယ်အကောက်တုတွေနဲ့ဘလို့လိန်လဲဆိုလို့ရှိရင်အကောက်တုတွေနဲ့ကပဆန့်လွဲတဲ့အကောက်တွေနောက်ပြီးလို့ရှိရင်ဇေယောင်းနဲ့အကောက်တုတွေဖွင့်တယ်ပြီးရင်အဲ့ဒီပဆန့်တွေလိုက်လိန်တယ်အဲ့ဒါလည်းခဏခဏပဲအဲ့ဒါကြီးလည်းတတိထားကြပါနော်လူတွေကအခုနောက်ပိုင်းအကျင့်တီလာတွေပြက်လာပြီဗျသူများရဲ့ချွေးနေသောမတရာရေသောစားကျင်ကြတဲ့အကျင့်တွေဖြစ်လာတဲ့အတွက်အားလုံးတတိထားကြပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးပါ